ဒီနေ့ကဘိုင်းညီမမတီးသေးလို့၃၀လုံးယူလာခဲ့ဒီအသေးကိုရောက်ခနေတာပထမဆုံးထုတ်တဲ့အင်းကြီးသူ့ရှိမှာတော့နှစ်ထည်ရှိသေးတယ်အဲ့နှစ်ထည်ကကြာမသုံးတော့ဒီအပြားပထမဆုံးထုတ်ပွဲရှိရဆိုလို့ကွင်းကိုရောက်လာတာဖြစ်ပါတယ်ခြေစမ်းပွဲဆိုအသင်းလိုက်ခြေစမ်းပွဲတော့မဟုတ်ဘူးဇူရီနဲ့ကံမန်းတော့မတီးသေးထုံးစံတိုင်းကလေးတွေရော training စင်းတယ်ထိုင်းနေနေလေလူမြကန်တာလည်းဖြစ်မှာအင်းကြီးဘာရောက်လဲလဲတခြားတော့မတီးသေးဘူး ခံခံမတိကြသေးဘူးလူငယ်နဲ့ဖြစ်မလားလူကြီးနဲ့ခံမလားဘာမှတော့မသိဘူးခဏနေမှတိကြသေးတယ်အဲ့ဒါကလေးတွေကထိုင်နေစင်းနေကြသူတို့ထိုင်နေပြီးမှပွဲရစားတမင်စောပြီးထွက်လာဒီနေ့အခြေစမ်းပွဲပဲအတင်းလိုက်အခြေစမ်းပွဲလည်းမဟုတ်ဘူးဒီတိုင်းပဲ9ရောက်6ရောက်လာပြီးတော့သူတို့နဲ့မျှကန်မထင် အပိုင်းညီမမတည်သေးလို့သုံးတယ်လုံးယူလာခဲ့ဒီအသိဉာဏ်ရောက်ခနေတာပထမဆုံးထုတ်တဲ့အင်းကြီးသူ့ရှိမှာတော့နှစ်ထည်ရှိသေးတယ်အဲ့ဒီနှစ်ထည်ကကြာမသုံးတော့ဒီအပြားပထမဆုံးထုတ်တယ်ဒီအနီလက်တူကဒုတိယထုတ်တယ်ဒီအနီလက်ရှည်ကနောက်ဆုံးထုတ်တယ်အဲ့ဒါဒီမှာငားတယ်လို့တော့ကြုံပြီဒီသုံးတယ်ကနောက်ဆုံးလက်ရှိ သုံးတယ်ဟာပေါ့အကုန်လုံးကကျွန်းနဲ့မဲ့၁၁တည်းချင်း ပထမအဆုံးတစ်ထည်မှာနံပါတ်7ရလိုက်တာအခုထက်ဒီထုတ်သမျှထည်နဲ့နံပါတ်7တည်ခြင်းနံပါတ်ဆိုတော့ဖူဆယ်ဖနက်နယ်ပဲကန်တော့ပြီးတော့ဒီကွန်းကလည်းဖူဆယ်ဖနက်နယ်ဆိုမချော်ဘူးဒီကွန်းကန်ကွန်းကကောင်းဘူးအစိမ်းမပါဘဲနဲ့စမ်းကန်ကြည့်အနီနဲ့ကန်တယ်အနီလက်တူချောက်ကိုထိမတက်တော့မြေဖူဆယ်ဖနက်နယ်ပဲကန်တယ် ဒီတိုင်းအပြော်ချင်းကန်တယ်ဘာမှမလုပ်ဘူးဒီမှာ training စင်းရင်စင်းမစင်းရင်ဒီချင်းပွဲအပြော်ကန်အဲ့ဒါမဟုတ်ရင်ပြိုင်ပွဲဒီလုံးမျိုးပဲရှိဒီပွဲကတော့အဲ12မိနစ်တပိုင်းလဲပြီးကန်9 second ပဲနှစ်ပွဲမြောက်မှာကျွန်တော်9နိုင်ရှင်ရွှတ်ပြီးရ တရေဆိုရင်တော့မဲချပြီးတော့ထွက်တော့12မိနစ်ပဲကံပယ်တော့ကဘုံလောကတွေပြောက်လာကြတော့ဒီမှာနှစ်ပွဲနှစ်ပွဲကံပြီးတော့နားနေဒီနေ့အပြောဝဲတက်တက်ကံလိုက်နားလိုက်ကံလိုက်နားလိုက်ခုမှမပြေ ကဲပွဲကံပြီးပြန်လာခု71ထိုးနေဒီနေ့ကံတဲ့ပုံစံเนี่ยပြန်ပွဲတော့မဟုတ်ဘူးဒီမှာညာဘက်ကိုအဲ့လို၄5သင်းလောက်ပေါ့၄5သင်းကိုစုံလိုက်တယ်စုံပြီးတော့ပတ်လေကံလိုက်တာတပွဲကို72မိနစ်ပေါ့အပရမဘွဲနိုင်နေဆိုရင်စက်ကံဒုတိယဘွဲရနှစ်ပွဲမြောက်ကံတဲ့ညနိုင်နိုင်ရှုံရှုံထွက်ပြရတယ်အဲ့တော့ကံပြီးတော့ကွင်းကြီးကိုမျှခံလိုက်တဲ့သဘောမျိုးပေါ့အဲ့ကြတော့ပြိုင်ဆိုင်မှုလေးဖြစ်သွားတယ် ပြီးတော့ပြိုင်ပွဲပုံစံမျိုးလည်းဖြစ်သွားတယ်ပုံမှန်ဆိုရင်တော့တသိန်းနဲ့ချိန်ပြီးတော့တသိန်းနဲ့ပဲကန်ရမှာခုက၄သိန်းကိုပတ်လိုက်ကန်တယ်၅သိန်းကိုပတ်လိုက်ကန်တဲ့သဘောမျိုးပေါ့ခဏနေဆောင်ရောက်တော့ဒီနေ့ဘယ်လိုလဲရောက်တော့ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်